အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါဒီနေ့ကျွန်တော်တို့နေ့လယ်မှာ Arsenal အသင်းရဲ့အပြောင်းရွှေ့အကြောင်းလေးနည်းနည်းလေးပြောအောင် Arsenal အသင်းရဲ့အခုလက်ရှိအပြောင်းရွှေ့မှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းမွန်မဲ့ရှေ့လဲမတူနောက်လဲမဆုတ်တဲ့အပြောင်းရွှေ့တွေဖြစ်နေတယ်ဆိုတော့ကြောင်းဝင်ကျွန်တော်နေ့ update တင်ပေးခြင်းနဲ့အရင်ကြည့်တော့ဒါကျွန်တော်တို့ to do စမ်းစမ်းနေတော့ဖြစ်နေတာတော့မဟုတ်ဘူးဒါပေမဲ့ Arsenal အသင်းရဲ့လက်ရှိအပြောင်းရွှေ့အကြောင်းလေးကျွန်တော်နည်းနည်းလေးတင်ဆက်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့ အာဆိုသင်းတဲ့အခုလက်ရှိဒီအပြောင်းရွှေ့မှာတည်ကြမြင်ကြတဲ့အတိုင်းပဲဒါကျွန်တော်တိုက်စင်မှုတယောက်ကိုခေါ်ဖို့အတွက်အကြီးအကျယ်စ조사နေဖြစ်တယ်ဒါပေမဲ့တိုက်စင်မှုအဟတ်တိုက်စင်မှုအပြောင်းရွှေ့ကလည်းဒါကျွန်တော်ရှေ့မရောက်ဘဲနဲ့အဟန်တာပေါင်းများစွာအာဆိုသင်းကြုံတွေ့နေရတယ်အဲ့တော့အာဆိုသင်းနဲ့ဒီတိုက်စင်မှုနှစ်ယောက်တည်းကတယောက်ကိုလည်းအခုချိန်ဒီ give up မလုပ်တော့ဘဲနှစ်ယောက်လုံးကိုအခုချိန်ကြီးဆက်လက်ပြီး try နေစေဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြသွားမယ်ဒါအပြင်ကျွန်တော်အာဆိုသင်းကစားသမားတွေကိုအခုချိန်မှာဒါကျွန်တော်တို့တခြားသောအသင်းတွေကတော်တော်လေးကိုမျက်စိကျနေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်နေထည့်ပြောခြင်းတယ်အဲ့တော့ let's say about တွေတော်ကတော့ကျွန်တော်တို့ ရူဒီဂိုအကြောင်းလေးလည်းလက်ရှိမှာထည့်ပြောပြခြင်းတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်အာစနိုသင်းနေတာကျွန်တော်လက်ရှိပထမဆုံးဒါနောက်မနိညာကဟိုပေါ့မနိညာကပတ်ချာလေးဝင်ကြသတင်းတခုတက်လာခဲ့ပြီမြဲဒီနေ့မနက်မှာပြန်ပြီး confirm ခဲ့တဲ့သတင်းရှိတယ်အဲ့ဒါက left wing လုံနေတဲ့ဒါ Bayern Munich နဲ့လက်ရှိမှာဒါ Gabriel Martinelli ကိုဒါကျွန်တော်ခေါ်ယူဖို့အတွက်လက်ရှိမှာစိတ်ဝင်စားနေရဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်အာစနိုသင်းနဲ့ခုလက်ရှိမှာဒါကြောင့် Martin Melli ကဒါကျွန်တော် untouchable player တယောက်တော့မဟုတ်တဲ့အတွက်ကြောင့်ဒီအပြောင်းအရွှေ့ကပို့ပြီးတော့စိတ်ဝင်စားတယ်ပေါ့နော်အဲ့တော့အာစနိုသင်းနဲ့ခုလက်ရှိမှာသူတို့အနေနဲ့ ကီဗီယာမာတင်နယ်လီကိုရောင်းမလားမရောင်းဘူးလားဆိုတာမားကတ်ရဲ့အခြေအနေပေါ်မူတည်သူတို့စဉ်းစားသွားမယ်လို့ကျွန်တော်အနေနဲ့မြင်နေတယ်။ဒါအပြင်ကျွန်တော်တို့လက်ရှိမှာဘိုင်ယန်မြူးနဲ့အသင်းတွေလည်းဘလောက်ထိပြီးသွားနိုင်မလဲဆိုတာကိုလည်းဒါကျွန်တော်တို့အဖြေတစ်ခုအရသိရမယ်တဲ့မှာပါ။အဲ့တော့ကီဗီယာမာတင်နယ်လီနေနဲ့ခုလက်ရှိမှာဒါအာစတန်အသင်းမှာတန်ဖိုးအကြီးဆုံးကစားသမားရဲ့တယောက်ဆိုတော့လုံးဝညင်းစရာမလိုဘူး။လက်ရှိမားကတ်ဗဲလူးကြီးကလည်းတော်တော်လေးကူတာအဆင်ပြေတဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်။အဲ့တော့ Transfer Market ရဲ့လက်ရှိသတ်မှတ်ထားတဲ့ဈေးအရဆိုရင်တော့လက်ရှိမှာ Euro 55သန်းတန်တယ်လို့ရေးသားထားခဲ့တော့တွေ့ရမယ်။ဒါပေမဲ့မာတင်နယ်လီနေနဲ့မနစ်ကတော့ကျွန်တော်တို့အေးပေါ့မနစ်ကခြေစွမ်းကတော့ကျွန်တော် 69ကျော်ပါဝင်ပတ်သက်မှုရှိခဲ့ပေမဲ့ခါတိုင်း Gabriel Martinelli ရဲ့ခြေစွမ်းကျွန်တော်မတွေ့ခဲ့ရဘူး။ဒါ final သက်ဆုံးနေမှာသူ့ရဲ့ဒါကျွန်တော်တို့ကြောက်ရွံ့မှုတွေသူ့ရဲ့လန့်စိတ်တွေကိုပြန်ပြီးတွေးခဲ့ရပြီးတော့သူ့ရဲ့ဒဏ်ရာကသူ့ကိုနည်းနည်းလေးနှောင့်နှေးအောင်လုပ်ခဲ့တဲ့ကစားသမားတစ်ယောက်လို့တော့ပြောရတယ်မပါဘူး။အဲမနစ်ကဒါကျွန်တော် Premier League မှာ33ပွဲဒါကျွန်တော်တို့ကန်ခဲ့ရပြီးဒါကျွန်တော်66ရာခိုင်နှုန်းပေါ့ပြောရမယ်ဆိုတော့ဒါပွဲ20နဲ့18ပွဲကြာပဲဒါပွဲထွက်ခွင့်ရခဲ့တဲ့ဒဏ်ရာရင်းတော်တော်လေးကိုရုန်းကန်ခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။အဲ့တော့ပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ အာတီနာအနေနဲ့မာတီနယ်ရီကိုဆက်ထိမ်းမှမထိမ်းမလားကျွန်တော်တော်လေးကိုတော့စိတ်ဝင်စားဘာကြောင့်လဲဆိုတော့လက်ရှိ market ထဲမှာဒီကစားသမားလက်ရှိရုပ်ပေါ့မာတီနယ်ရီကိုရောင်းပြီးပြန်ဝယ်လို့ရတဲ့ကစားသမားလက်ရှိ market value ကြီးကပြန်ပြီးတော့တော်တော်လေးကိုနေတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ခုနပြောခဲ့တယ်လို့ပဲ Bayern Munich ရဲ့ပေးမဲ့ဈေးပေါ်လည်းအများကြီးမူတည်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိမှာမာတီနယ်ရီမှာစာချုပ်သက်တမ်းရအခုလက်ရှိမှာနှစ်နှစ်ကျန်သေးတယ်ဒါရောမှဒါကျွန်တော်အသင်းဘက်ကကြိုင်းနေတတ်တယ်ဆိုရင်တစ်နှစ်တိုးလို့ရတယ်ဆိုတော့ဥစ္စာရှိရတာဒါတူတယ်ရအဖြစ်ပြောရမယ်ဆိုတော့3နှစ်ကျန်နေသေးတဲ့အခြေအနေတစ်ခုပေါ့နော်အဲ3နှစ်ကျန်နေသေးတဲ့အခြေအနေတစ်ခုမှာဒါကျွန်တော်ဖတ်မိရတော့ သိရတော့ဆိုရင်တော့ဒါကျွန်တော်တို့ Arsenal သင်းကဒီအပြောင်းရှိမှာဈေးကင်ပိုင်권ရှိမှာလို့သိတယ်ဒါ Martinelli ပါလဲစာချုပ်ဖြတ်သိမ်းခြင်းဆိုတဲ့ပုံစံမျိုးကြီးမရှိရတဲ့ကြောင့်မို့အကယ်၍ Bayern Munich သင်းကဒါ Martinelli ကိုလိုချင်နေဆိုရင်တော့မှဒါ Arsenal ရဲ့ကြိုက်ဈေးပုံစံမျိုးကိုပြချရမယ်သဘောမှာရှိရလို့ကျွန်တော်ရဲ့ပုံကူရရမှာမြင်တယ်အဲ့တော့ပြောချင်တာကအခုလက်ရှိမှာ transfer market မှာတော့ euro 55တန်းပေါင်နေတဲ့အချိန်မှာဒါကစားသမားကဒါကျွန်တော် Arsenal သင်းနဲ့တေးကြတခုကပေါင်တန်း90နဲ့တန်း60အနည်းဆုံးတော့ဒါအနည်းဆုံးဒါကျွန်တော်မြင်တာက Arsenal သင်းနဲ့ဒီ Martinelli အနည်းဆုံး80 ပေါင်ပေါ့နော်ပေါင်တန်း80ယူရိုတန်း80လောက်တို့တို့ဈေးခေါ်နိုင်တဲ့တဲမှာပါတယ်။တစ်ဖက်ကတော့ဘိုင်ယန်မြူးနစ်အသင်းနဲ့အခုလက်ရှိမှာတို့ကို left wing ကစားသမားတော်တော်များများကညှင်းပယ်ထားတယ်။ဘယ်လောက်တိတော့ညှင်းပယ်ခံထားလဲဆို Brighton က Midoma ကအစားလက်ရှိမှာဒါ Brighton မှာပဲဆက်ဆော့ခြင်းတဲ့အတွက်ကြောင့်လို့ left wing နေရာအတွက်ညှင်းပယ်ထားခံရတဲ့အထီးကိုအညှင်းပယ်ခံထားရတယ်တွေ့ရမှာ။အဲ့တော့ဘိုင်ယန်မြူးနစ်ကိုယ်တိုင်ကလက်ရှိပဲ company အောက်မှာလူခေါ်ရနည်းနည်းလေးခက်ခဲတဲ့ဘက်မှာရှိခဲ့တို့ကိုယ်တိုင်ကလည်းလက်ရှိမှာတော်တော်လေးကိုဒါတိုင်ပတ်နေတယ်မှာပါ။အဲ့တော့ ဘိုင်းမြူနစ်ကခုလက်ရှိမှာတာဂက်ထားတာလက်ဖွင့်နေရာအတွက်ဒါကျွန်တော်တို့လစ်ဗာပူးတဲ့ကိုဒီဂက်ကိုနဲ့ဂေဘရီယယ်မာတင်နယ်တို့ထားတယ်။မာတင်နယ်ကလက်ရှိမှာဗင်ဆင့်ကော်မနီရဲ့ပါစနယ်ဖေဗရစ်ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်တို့အနေနဲ့ဒါရက်ပိုင်းအတွင်းလာပိုင်းအေးပေါ့ရက်ပိုင်းအတွင်းမှာတို့လာပေါ့နှစ်ပတ်သုံးပတ်လောက်အတွင်းမှာတို့အနေနဲ့ထပ်ပြီး try သွားနိုင်လို့သိရတယ်။အော် အာဆိုသင်းနဲ့ဒီခုနပြောသူကျွန်တော်ဗီဒီယိုဆက်မှာပြောခဲ့တယ်လို့ပဲအဲ့ဒါကပါလို့ဒီကစားသမားက untouchable player မဟုတ်တာပဲအာဆိုသင်းနဲ့တကယ်တမ်းခုနပြောသူတို့ကြိုက်တဲ့ဈေးကူတာတစ်ဖက်ကပေးနိုင်ခဲ့မယ်ဆိုရင်တော့အာဆိုသင်းရောင်းချသွားနိုင်မယ်အနေထားမှာရှိတယ်ဒါမှမဟုတ်ဒီနေရာမှာဒီကစားသမားကမရောင်းမင်းနဲ့ဒါဥသွားနိုင်မလားဒါတော့ချက်ဒါပေမဲ့ကျွန်တော်မြင်တော့ပေါ့နော်ဒါခုနပြောသူပဲပေါင်တန်း80လောက်ဒါကျွန်တော်ယူရိုတန်းအဲ့ပေါ့အဲ့လောက်တော့ဘာမှမပြီးဘူးဆိုရင်ဒါပေမဲ့ခုနပြောသူပဲအဲ့လောက်ထိလောက်လာပေးမယ်ဆိုရင်တော့ အာဆိုသင်းနဲ့ရောင်းသွားနိုင်ရတယ်မှာပါတယ်တကယ်လည်းပြဿနာကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဘိုင်မြူနစ်တင်ကလက်ဖွဲမှာလူငယ်ကစားသမားကောင်းကောင်းတယောက်လူတွေအသက်ရအဖြစ်လည်းပြန်ကြည့်မယ်24နှစ်ပဲရှိသေးကြအောင်ဒါအကြာကြီးလည်းတုံးလို့ရတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ခေါ်ယူသွားမယ်ဆိုရင်တော့မတန်တဲ့ကစားသမားတယောက်မာတီနယ်လီနေနဲ့ဒါကျွန်တော်တို့ train မယ်ဆိုရင် confident သာပြန်တက်လာမယ်ဆိုရင်တော့မာတီနယ်လီကတကယ်ကိုလာတော်တော်လေး prodigy တယောက်ဖြစ်မယ်ဆိုတော့လုံးဝငင်းစရာပါတော့အာဆိုသင်းတို့ကခုနပြန်စဉ်းစားတာကအကဲခုနပေါ်သူတပတ်ကဘိုင်မြူနစ်ဘက်ကပတ်စံပေးမယ်ဆိုရင်တော့မှ market ကစုပ်ပြတ်တက်နေရတဲ့ကြောင့် left wing market ဘလူးသွားဝယ်မယ်အခုလည်းရှိမှရှိတာဆိုတော့ဒါကျွန်တော် သိဘလောက်ကမန်ချက်စတာယူနိုက်တက်ကစားသမားတွေပဲရှိတာအာလာဟာဒူကနာဂျူရိုရက်ရှူပဲရှိတယ်ယူနိုက်တက်ဘက်ကလည်းဒါကျွန်တော်တို့အာဆနယ်ကလည်းဒီကစားသမားတွေလည်းရှိမှာ ရရှိုးလုံးဝစိတ်ဝင်စားဘူးတို့အနေနဲ့ကာနာချိုကိုတို့အနေနဲ့စိတ်ဝင်စားမယ်မယ်မာနီနယ်လီကို diet replacement အနေနဲ့တို့အနေနဲ့အစားထိုးဦးတဲ့ကာနာချိုကဖြစ်နိုင်ဦးမဖြစ်နိုင်ဦးတို့ပြန်စဉ်းစားမယ် level တခုလို့ကျွန်တော်အနေနဲ့ပုံကူကြီးရကျွန်တော်ကတော့မြင်မိတယ်အဲ့ဒါလက်ရှိဒါ situational ပြဿနာတခုပေါ့နော်ကျွန်တော်မြင်အဲ့တော့ဒါကလက်ရှိဒါ Arsenal တင်းရဲ့ကစားသမားကိုစိတ်ဝင်စားတဲ့ Bayern Munich တင်းကိုကျွန်တော်တက်ဆက်ပြီးထားတာနောက်တစ်ခုက Arsenal တင်းရဲ့တိုက်စစ်မှုပြဿနာတိုက်စစ်မှုပြဿနာအခုချိန်ထိရှိမရောက်သေးပါဘူး Victor Kyogres နဲ့ Sesc Quay အပြောင်းအလဲမှာ Arsenal တင်းရဲ့ပုံကူကြီးရသဘောတူညီမှုကဒီတိုင်းပဲဆက်သွားနေစေဖြစ်ပြီးတော့အသင်းအသင်းကြားဒါလက်ရှိမှာဆွေးနွေး င်းမှုကြားထဲမှာဒါကျွန်တော်အာစနိုသင်း live set နေတယ်မတူးတက်သေးလို့အာစနိုသင်းရဲ့ supporting back ကလည်းမတူးတက်သေးတယ်ပြဿနာအာစနိုသင်းတို့တော်တော်လေးကိုကြီးမားတယ်လို့ပြောလို့ရတယ်အဲ့ဒါအာစနိုသင်းတို့အဓိကချိုးနေချက်ပဲအာစနိုသင်းနဲ့ခုလက်ရှိမှာဒါတို့အနေနဲ့တို့ပေးနိုင်တဲ့ဈေးကဒါကျွန်တော်တို့ပေးနေဆိုတို့ပတ်စံမတက်နိုင်တာမဟုတ်ဘူးဒါပေမဲ့လက်ရှိမှာ transfer market ရဲ့ဒါကျွန်တော်လက်ရှိဈေးကွက်အရာတို့အနေနဲ့ဒီထက်ပိုမပေးကျင်တဲ့ပြဿနာပဲအာစနိုအသင်းနဲ့ဒီယာကတို့အတွက်ကအဖြေရှင်းတယ်တို့အနေနဲ့ဒီထက်ပိုပြီးဒီကစားသမားတွေကိုပေးဖို့လုံးဝလုံးဝအစီအစဉ်မရှိဘူးအဲ့လက်ရှိမှာဒါကျွန်တော်တို့ ဗိတကာကဆိုဒုတိယမြောက်ကမ်းလှမ်းမှုကိုလည်းအာဆောင်သင်းလုံမလားဆိုတဲ့မေးကိုကျွန်တော်အဖြေမပေးနိုင်ဘူး။ဘာလို့ဆိုလက်ရှိမှာ journalist တွေကိုတိုင်ကဒါအာဆောင်သင်းနေတာ65သန်းကသူတို့အတွက်နောက်ဆုံး limit တစ်ခုအနေနဲ့သတ်မှတ်ထားတယ်ဆိုတဲ့အတွက်ကြောင့်မလို့သူတို့နဲ့ဓာအကုန်မေးလာဒါမှမဟုတ်ပုံသဘေအကယ်၍များ sporting bag ကိုများ like ရောပြီးတော့ဒါ80တို့မှ80 play plus 2အဲပေါ့82သန်းလောက်ပတ်ချာလဲဝင်ကြတဲ့အာဆောင်သင်းကမ်းလှမ်းနိုင်မလားဒါပေမဲ့ခုနပြဿနာကဗျ sporting bag ကဒါဆောက် ဟိုစောက်ကျင်ရုပ်တယ်လူပဲပြောမြန်မာလိုပဲပြောအောင်ဝန်တော့စောက်ကျင်ရုပ်တယ်လူပဲပြောအောင်အဲ့တော့ supporting ဘက်ကကိုတန်ကအခုလက်ရှိမှာအကယ်၍ The Arsenal အသင်းကကန်လန်ခဲ့မယ်ဆိုရင်တော့မှ သူတို့အနေနဲ့ထပ်ပြီးတိုးတောင်းဘယ်လိုလုပ်မလဲဆိုတဲ့ပြဿနာရှိရဲ့အာဆနယ်သင်္ကြန်ရဲ့ဒီပြဿနာကိုသူတို့အနေနဲ့စောင့်ကြည့်နေပုံရပါဆိုတော့ခုနကပြောအကေခုနကโอเคခုနကပြောโอเคဒါဆိုငါတို့ဒုတိယမြောက်ကန်လမ်းအာဆနယ်သင်္ကြန်ကျွန်တော်ဟိုတနေ့ကပြောခဲ့တယ်ပဲသူတို့အပြောင်းရွှေ့မှာဟိုလိုလိုဒီလိုလိုဟိုလိုလိုဒီလိုလိုလုပ်ချင်တဲ့ကလပ်တစ်ခုမဟုတ်သူတို့အနေနဲ့အပြေတစ်ခုရဇက်ကိုရချင်တဲ့ပထမဆုံးကန်လမ်းမှုမှာလက်ခံလက်ခံစီချင်တဲ့အသင်းထဲမှာပါတယ်ဒါဟာအာဆနယ်သင်္ကြန်သွားနေတဲ့ strategy ပဲအဲ့တော့သူတို့အနေနဲ့ဒုတိယမြောက်ကန်လမ်းမှုကြီးလုပ်ပြီးဟိုဘက်ကထပ်ပြီးညင်းပြီးတော့ဈေးထပ်ပို့တောင်းလာမယ်ဆိုရင်ဒုံရင်းကဒုံရင်းပဲသွားမယ်အပြေတစ်ခုအာဆနယ်သင်္ကြန်မလို့ကြောင့်ဒါကြောင့်မို့လဲ Victor Kyogre ဆိုတဲ့ဒုတိယ ားမြောက်အပြောင်းရွှေ့ကိုအာဆနယ်အသင်းမလုပ်သေးတာပထမဆုံးအနေနဲ့ခုနဘယ်လိုဆက်စကိုရဲ့အပြောင်းရွှေ့မှာရှင်းတယ်အာဆနယ်အသင်းနဲ့တစ်ဖက်ကလုံးဝဈေးမရှိအောင်သူတို့လည်းကန်လန့်မှုစီစဉ်မရှိဘူးအဲ့တော့ အာဆနယ်ပရိသတ်တွေကဒီညမှာစိုးရိမ်တာတခုကပါလဲဆိုတော့တိုက်စစ်မှုမရှိတဲ့နောက်ထပ်ရာသီတခုကိုထပ်ပြီးတော့သွားမှာအကုန်လုံးကစိုးရိမ်နေအဲ့တော့အာဆနယ်သိတဲ့ဒီညမှာပေါ့နော်ကျွန်တော်ရဲ့အမြင်ကပြောရမယ်ဆိုအခုလက်ရှိမှာအလွတ်နဲ့ရနိုင်မယ်ဂျိုနာသန်ဒေးဗစ်ကိုချုပ်ထားတင်တယ်လို့မြင်တယ်အကဲ feel safe ပေါ့နော်ဒါသူနာပေါ်ဒက်ရှိမှာကာယက်ကွတ်ဆိုဆက်စကူကအာဇီကြီးရဲ့အနေထားမှာရှိပြီဆိုရင်သူတို့နေအခုလက်ရှိမှာ okay ဂျိုနာသန်ဒေးဗစ်ကတော့ center forward တစ်ယောက်အနေနဲ့ခဏလောက်တော့ဒါအလွတ်နဲ့ကောလက်ရှိဒီဘဲတောင်းတဲ့လစာကလည်းမစိုးဘူးပေါ့နော်ယူရိုနှစ်သိန်းကျော်ပေါင်နှစ်သိန်းပတ်ချာလဲဝင်းညင်ကြဖြစ်တဲ့ကြောင့်မစိုးဘူးအဲ့တော့ ပြန်စမ်းကြည့်မယ်ဗျာကျွန်တော်တို့ကာလာရှင်မချုပ်ဘူးဆိုတော့3နှစ်လောက်ချုပ်ပြီးဒီကစားသမားကိုခေါ်ကြည့်မယ်ဆိုရင်ဘယ်လိုများမြင်လဲကျွန်တော်တို့စဉ်းစားမယ်အဲ့တော့ဒါပြင်ဒါကျွန်တော်လက်ရှိမှာအာဆိုတင်းမှာတိုက်စစ်မှုရှိပါသေးတယ်ဂေဘရီယိုဂျီဇုရှိပေမဲ့ဂျီဇုကိုလည်းရှိမှာအာဆိုတင်းနဲ့တောက်လျှောက်ရောင်းချဖို့တော့ပြင်ဆင်နေတယ်ဂေဘရီယိုဂျီဇုကိုလည်းရှိမှာဒါကျွန်တော် Brian M1 မှုသားအသင်းကထွက်သွားခဲ့မယ်ဆိုရင်တော့ Brentford အသင်းကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်ဒါကလက်ရှိ Arsenal ရဲ့ဒါတိုက်စစ်ပိုင်းပေါ်တော့အဲ့တော့ ရူဒီဂိုနဲ့တင်းငွေလက်ရှိမှာရူဒီဂိုအနေနဲ့ဒါကျွန်တော်တို့ဇာဘီအလွန်ဆိုးလက်အောင်မှာအဆင်ပြေပြေနိုင်မဲ့ဖြစ်ကြောင့်မို့တဲ့အာစနိုတင်းရဲ့ကမ်းလှမ်းမှုကိုတော့ဒါကျွန်တော်တို့လက်ရှိမှာစိတ်မဝင်စားသေးဘူးလို့သိရတယ်ပေါ့။ maybe ပေါ့နော်နောက်နှစ်ဒါလာမယ့်နှစ်ဆောင်းရသည်အပြောင်းရွှေ့မှာတော့တခုဖြစ်မယ်ဆိုရင်တခုပြန်သွားနိုင်တယ်ပေါ့။ဒါပေမဲ့လက်ရှိအနေထားရဇာဘီလွန်ဆိုးလက်အောင်မှာရူဒီဂိုတယောက်ပြန်လဲပြီးတော့အဆင်ပြေသွားနိုင်မဲ့အတွက်ကြောင့်မို့တို့အနေနဲ့ဒါလက်ရှိမှာရူဒီဂိုရဲ့အပြောင်းရွှေ့ရောပြန်ပြီးတွေးအေးသွား။အဲ့တော့ဒီဂျာရက်မာနာဒါမထင်မဲ့ပဲနေဒါအာဒါဂူလာရဲ့ဒါကျွန်တော်အပြောင်းရွှေ့က spark တခုနဲ့တက်လာနိုင်တယ်။ဒါပေမဲ့ Arsenal တင်းတဲ့အခုလက်ရှိအပြောင်းရွှေ့မှာတို့အနေနဲ့ ီးနှစ်မှာတိုက်ဆက်မှုကိုအဓိကလုပ်နေတယ်တိုက်ဆက်မှုနေထားလဲအခုလက်ရှိမှာရှီမတို့နောက်ဆိုတဲ့ပြဿနာတော်တော်လေးကိုရင်ဆိုင်နေတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားနေမြင်နေတယ်လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ youth sport media 3.0နဲ့ tv4u တို့မှာကျင်းလို့ဆိုတော့ပေါ့အောင်ကိုညွှန်ပြရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv4u တွေလင်လေးတွေကိုထည့်ပေးထားခြင်းဖြစ်ကြောင်းမဆောက်ကိုညွှန်ပြလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးတဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမမြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတော့ပါနဲ့ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါ ားစုစုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ AACC တွေ့ကြတာပေါ့အားလုံးကြိုးတူပါတယ်မြန်မာလက်ကလစ်ပြီးကြောက်ရမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်ဒီပါဗျာ